ကားစီးရေချီကြံ့ခိုင်စေဖို့အတွက်ဆိုရင်သက်ဆိုင်ရာစိတ်ပိုင်းတွေကလည်းကောင်းမွန်မှုရှိနေဖို့လိုအပ်တယ်လို့ကားမှာအသုံးပြုတဲ့အမျိုးမျိုးသောအိုင်ယန်ဖလူရိတ်ကလည်းအရေးကြီးပါတယ်။ဒီလိုအရေးကြီးတဲ့အိုင်ယန်ဖလူရိတ်တွေထဲမှာမှသမတ်လေဗယ်ရှိမရှိဆိုတာကိုစစ်ဆေးပြီးတော့လိုအပ်တယ်ဆိုရင်ပြန်လည်ဖြည့်တင်းလို့ရသလိုသမတ်ကာလာလိုက်ပြန်လည်လဲလဲပေးရတာမျိုးတွေလည်းရှိပါတယ်။ အင်ဂျင်တွေကစိတ်ပိုင်းတွေကောင်းမွန်စွာလည်ပတ်နိုင်ဖို့အတွက်အင်ဂျင်ဝိုင်ကအဓိကနေရာကနေပြီးတော့ကုညီလှုပ်ဆောင်ပေးတာဖြစ်တဲ့အတွက်သတ်မှတ်ချိန်ကာလရောက်တိုင်းမဖြစ်မနေလဲလဲပေးဖို့လိုအပ်ပါတယ်။ဆိုရင်ကားတွေတက်ဆိုရင်တော့အင်ဂျင်ဝိုင်ကိုကီလို9000တားမို့6လောက်ရောက်ရင်လဲလဲပေးသင့်ပါတယ်။ပါစင်ဂျာကားတွေဖြစ်တဲ့ RD က Swift CR2 အတွက် Aster တစ်စိတ် 0W20 တားမို့ 5W30 အင်ဂျင်ဝိုင်နှမျိုးစလုံးကိုရွေးချယ်ရအောင်ပြုနိုင်ပါတယ်။ တခုရှိရာက Artiga Smart Hybrid အတွက်ဆိုရင်တော့ 0W20 ကိုရွေးချယ်အသုံးပြုဖို့အတွက် Suzuki က recommend ပေးထားပါတယ်။ Commercial ကဖြစ်တဲ့ Carry Pro အတွက်ကတော့ဝင်များများတင်ဆောင်ရတာဖြစ်တဲ့အတွက် 5W30 ကိုရွေးချယ်အသုံးပြုဖို့အတွက် Suzuki က recommend ပေးထားပါတယ်။အင်ဂျင်အပူမလွန်ကဲစေဖို့အတွက်အင်ဂျင်ကိုအေးပေးတဲ့စနစ်မှာလဲကူလန့်ကအေးပါပါတယ်။ကူလန့်တွေကိုသတ်မှတ် level ရှိမှရှိဆိုတာကိုစစ်ဆေးပြီးလိုအပ်တယ်ဆိုရင်ပြန်လည်ဖြည့်တင်းလို့ရသလို ဆိုပြီးကားတွေအတွက်ဆိုရင်တော့ကူလန်ကိုကီလို၄000ဒါမှမဟုတ်နှစ်နှစ်တစ်ကြိမ်မှလဲလှယ်ဖို့အကြံပြုထားပါတယ်။ Suzuki က recommend ပေးထားတဲ့ကူလန်ကတော့ Aster တစ်စိတ်လောင်းလန်ကူလန်မျိုးစားဖြစ်ပြီးတော့ရေ90ကူလန်30ကိုရောဆက်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်။ Brace နဲ့ကောင်းမွန်စေဖို့အတွက် Brace ကလည်းအရေးပါပါတယ်။ Suzuki က recommend ပေးထားတဲ့ Brace ကတော့ Aster တစ်စိတ် Tor 3မျိုးစားဖြစ်ပြီးတော့ကီလို3000ဒါမှမဟုတ်နှစ်နှစ်တစ်ကြိမ်မှလဲလှယ်ဖို့အကြံပြုထားပါတယ်။ transmission ထဲမှာရှိတဲ့အစိပ်ပိုင်းတွေကောင်းမွန်စွာလည်ပတ်နိုင်ဖို့အတွက် transmission wire တွေဒီယာဝိုင်းတွေကလည်းအရေးကြီးပါတယ်။ Suzuki passenger car တွေအတွက် transmission wire ကိုကီလို8000ဝန်းကျင်မှာလဲလှယ်ပေးသင့်ပါတယ်။ Audiga car နဲ့ Sierra car အတွက်ဆိုရင် Aster Dzate AW1 အနီရောင်ကိုအသုံးပြုရမှာဖြစ်ပြီးတော့ Swift car အတွက်ဆိုရင် Aster Dzate Green Do မျိုးစကိုအသုံးပြုရမှာဖြစ်ပါတယ်။ commercial ကဖြစ်တဲ့ carry pro အတွက်ဆိုရင် gear wine ကို aster design sampi 5w90 အမျိုးအစားကိုအသုံးပြုရမှာဖြစ်ပြီးတော့ kilo 4000ဝန်းကျင်မှာလဲလှယ်ပေးဖို့အကြံပြုထားပါတယ်။